ကျွန်းစနဲ့စိန်လက်ကင်ဂျင်းဝဲကောင်သူမရဲ့ပိုင်ဆိုင်မှုကိုကြောင်းလုံးထုတ်ခဲ့တဲ့ဝင်းမုံရွှေရင်အားလုံးပဲမင်္ဂလာပါရှင် news channel မှာပြန်လည်ကြည့်ဆွင်လိုက်ပါတယ်နိုင်ငံတော်မင်းသမီးဝင်းမုံရွှေကတော့ညပညာလောကထဲမှာဘယ်နာမည်ကြီးမင်းသမီးမှမကင်နိုင်တဲ့စိန်ပတ်ဆိုင်ကိုကင်ကောင်ချီးမိုးပြခဲ့ပါတယ်အားလုံးသိကြတဲ့အတိုင်းဝင်းမုံရွှေဆိုတာကတော့အညပညာလောကမှာညပညာပိုင်းရအောင်မြင်ဆုံးမင်းသမီးတစ်လက်ဖြစ်တယ်လို့ကျေးဝါချမ်းသာမှုပိုင်းမှာလည်းပြောစရာမလိုတော့ဘူးဆိုတော့အားလုံးကသိပြီးသားဖြစ်မှာပါ ဝင်းမုံရွှေဟောင်းနိုင်ငံကျော်ထိတ်တန့်တတိကြီးကိုနိုင်ဖြိုးချော်နဲ့လက်ထက်ကသူမရဲ့စည်းစိမ်ဥစ္စာချမ်းသာကြွယ်ဝမှုတွေကအမကန်းများပြားနေရလေဖြစ်ပါတယ်ဒါကြောင့်လည်းဝမုံချွင်းဟာတိမ့်တုံးတိမ့်တန်၆စိမ့်နေဆွေနေတခြားသောတံမောကြီးလဝင်ယတနာပစ္စည်းတွေကိုဝစ်ဆင်နိုင်တာပါအခုကမှလည်းတယုံဆောင်မင်းသမီးဝမုံချွေးကတခြားသောမင်းသမီးတွေမကင်နိုင်နဲ့စိန်လက်ကင်ကိုကင်လိုက်တာဖြစ်ပါတယ် အဆိုပါစိန်လက်ကင်မှာတော့အခြေသွင်းမြင့်တဲ့စိန်လေးနဲ့စီချဲထားတာဖြစ်ပြီးစိန်နဲ့တူနှကောင်းတကောင်ကိုပါမြင်တွေ့ရတာဖြစ်ပါတယ်။ဝမုံရွှေကြီးကင်ထားတဲ့လက်ကင်ကသိန်းပေါင်းထောင်တောင်းချီတန်ကြီးရှိနေလို့လည်းသိရပါတယ်။ဒါကြောင့်လည်းအားလုံးကအားချနေကြတာဖြစ်ပါတယ်။တချို့သောလူတွေကဆိုရင်ဝမုံရွှေကြီးဟာအိမ်တော်ဘက်ရွေးချယ်အောင်မှန်ကန်ခဲ့လို့ခုလိုမျိုးတံမိုးကြီးစိန်လက်ကင်ကိုကင်နိုင်တယ်လို့ပြောကြတာပါဒီသတင်းကိုချစ်ရှုနေကြတဲ့ပြည်သက်တွေကရော ဝင်းမုံရွှေရင်ကိုင်းနဲ့စိန်လက်ကိုင်းကိုဘယ်လိုမြင်ကြသလဲဆိုတော့ပြောသွားကြပါအောင်ရှင်။